ောင်မလေးကတရိတ်ဆန်ယုံမှာညဆိုင်ဝင်လှုပ်လှုပ်နေတော့ပထမဆုံးအခြေအနေနဲ့တရိတ်ဆန်လေးတွေအားလုံးသူ့စီလာပြီးစကားပြောကြတယ်ဒါပေမဲ့သူတို့ကကောင်မလေးကိုသဘောကျလို့လာပြောတာမဟုတ်ပဲတရိတ်ဆန်ယုံထဲမှာလူသက်သမားတစ်ယောက်ရှိနေကြောင်းသတိပေးဖို့လာပြောကြတာပါတကယ်တော့အဲ့ဒီနေ့ကကောင်မလေးကတရိတ်ဆန်ယုံကိုအလုရှောက်ဖို့အင်တာဗျူးလာတာပထမဆုံးအချိန်မှာဒါပေမဲ့တရိတ်ဆန်ယုံဒါရိုက်တာကသူ့ကိုဒါရိုက်တာအဖြစ်တိုက်ရိုက်ရာထူးထူးပေးပြီးအမြန်ထွက်သွားခဲ့တယ်ကောင်မလေးလည်းဘာဖြစ်လို့ဘာဖြစ်မှန်း မတိလိုက်ရသေးဘူးလူတစုကရုတ်တရက်ပြေးဝင်လာပြီးသူ့ကိုဝိုင်းဖမ်းကြတယ်ကြားကြိုက်လို့တေသွားတဲ့သူအတွက်တာဝန်ယူပေးဖို့သူတို့ကတောင်းဆိုကြတယ်အဲ့ဒီကြားမှာပဲကောင်မလေးတိလိုက်ရတာကညာတော့ကတရိတ်ဆန်ယုံမှာလူတစ်ယောက်အသက်ခံလိုက်ရတာလေတေဆုံးသူကိုကြားလောက်အိမ်သားမှာတွေ့ရတာကြောင့်ကြားကြိုက်လို့တေတာဆိုတဲ့ကောလာဟာလာတွေပြန့်ကုန်နေဒါကြောင့်တေဆုံးသူရဲ့မိသားစုကတရိတ်ဆန်ယုံဒရိုက်တာကိုအဖြစ်ပေးဖို့တောင်းဆိုနေကြတာပါကံကောင်းစွာနဲ့စစ်ဆေးပြီးနောက်မှာရဲတွေကကြားဟာတညလုံးလောင်အိမ်ထဲမှာပဲပိတ် ထားတယ်ဘသူကမှတက်ဖို့မဖြစ်နိုင်ဘူးလို့ကောက်ချက်ချလိုက်တယ်။ဒါပေမဲ့အမှုကတရိတ်ဆန်ယုံမှဖြစ်ခဲ့တာမို့ကောင်မလေးကရဲတွေနဲ့ပူးပေါင်းပြီးစုံစမ်းစစ်ဆေးဖို့လိုအပ်လာတယ်။ကံကောင်းကျင်တော့ကောင်မလေးကတရိတ်ဆန်ယုံတွေကတရိတ်ဆန်အားလုံးရဲ့စိတ်ထဲကအတွေးတွေကိုကြားနိုင်တဲ့စွမ်းရည်ကိုလူတရရှာဖွေတွေ့ရှိလိုက်တယ်။အဲ့ဒီစွမ်းရည်ကိုအသုံးပြုပြီးရဲတွေကိုအမှုဖြစ်ရှင်းဖို့ကူညီတော့မဲ့အချိန်မှာပဲသူ့ရဲ့မွေးစားအကူနာမည်ကြီးစုံထောက်တယောက်ခင်းဖြစ်ပွားရနေရကိုရောက်လာတာကိုတွေ့လိုက်ရတယ်။ အကိုဖြစ်သူကအကောင်မလေးကိုမြင်တာနဲ့ဘေးဒုက္ခဆွဲဆောင်သူလို့ခေါ်လိုက်ပြီးသူနဲ့အတူရှိရင်ဘယ်တော့မှအကောင်မဖြစ်ဘူးလို့ပြောတဲ့အကောင်မလေးကလည်းဒီစကားကိုချင်သားရနေပြီးမှဂယုမဆိုင်ဖဲနေလိုက်တယ်။ဒါပေမဲ့စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးနောက်မှာသူ့မွေးစားအကူကတရက်ခန့်ဟာရက်ဆက်တဲ့လူသက်သမားဖြစ်တယ်လို့ကနအူးဆုံးဖြတ်ပြီးတရိတ်ဆန်ယုံကိုပိတ်ပစ်ဖို့ဆုံးဖြတ်လိုက်တယ်။ဒီစကားကိုကြားတော့အကောင်မလေးကမငြင်းမဲမနေနိုင်ဘူး။ဘာလို့လဲဆိုတော့တရိတ်ဆန်ယုံကငွေကြေးရအခက်ခဲဖြစ်နေတာအကြကြီးပိတ်ထားရင် တရိတ်ဆန်တွေကိုကျွေးမွေးဖို့မွေးမလုံလောက်မှာစိုးရိမ်လို့ပါဒါပေမဲ့သူ့မွေးစားအကူကသူ့ရှင်ပြချက်ကိုနားမထောင်တဲ့အပြင်စုံစမ်းစစ်ဆေးမှုကိုအနောက်ရှက်ပေးတယ်လို့ဆွဆွဲပြီးတရက်ခံကိုဖုံးကွယ်ပေးနေတယ်လို့တောင်ဆဲဆိုတဲ့ကုကေယာမဲတဲ့ကောင်မလေးကအမှုဖြည့်ရှင်းဖို့ကူညီမယ်လို့ပြောလိုက်ရတယ်ဒါပေမဲ့သူ့မှာအကူစီကနေတရိတ်ဆန်ယုံပုံမှန်လက်ပတ်နိုင်ဖို့ရွံငါးသိန်းချိမဲ့ဆိုတဲ့အခြေအနေတခုတော့ရှိတယ်ဒါကိုကြတော့သူ့မွေးစားအကူကမင်းလိုဘေးဒုက္ခဆွဲဆောင်သူကစုံစမ်းစစ်ဆေးမှုကိုအနှံ့ တောက်ရှက်မပေးဘဲနေရင်အောင်ကျေးဇူးတင်ရမှာလို့လောင်ပြောင်းလိုက်တဲ့ဒီစကားကြောင့်ကောင်းမလေးဒေါသထွက်ပြီးလောင်ကြီးထက်ဖို့ချက်ချင်းစင်ခေါ်လိုက်တဲ့သူမသားတရခံကိုအရင်ရှာတွေ့ရင်ယွမ်ငါးသိန်းချိပေးရမယ်တဲ့မွေးစားအကူကတော့တရဝင်းစုံထောက်တယောက်နဲ့တရိတ်ဆန်ဆရာဝန်တယောက်ကအမှုဖြစ်ရှင်းတာကိုလာပြိုင်တာရေးစရာကောင်းတယ်လို့ယူဆပြီးလောင်ကြီးကိုချက်ချင်းလက်ခံလိုက်တဲ့ကောင်းမလေးရှုံးရင်သူ့ရဲ့အရင်ကြီးဆုံးညီမအရင်ကိုဒူးထောက်ပြီးတောင်းပန်ရမယ်တဲ့အရင်တုန်းကကောင်းမလေးဟာသူ့ညီမအရင် ရဲ့မဟုတ်မမှန်ဆွဆွဲမှုကြောင့်ညီမကိုတွန်းလို့ဒဏ်ရာရရတဲ့ဆိုပြီးမိသားစုဝင်အားလုံးကသူ့အပြစ်လို့ထင်ပြီးအိမ်ကနေမောင်းထုတ်ခံခဲ့ရဘူးလေအခုတော့တရိတ်ဆန်ယုံတဲ့ကတရိတ်ဆန်လေးတွေအတွက်ငွေစားအကူရဲ့လောင်းကြီးကိုလက်ခံဖို့ကောင်းပါလိမ့်မှာရွေးချယ်စရာမရှိတော့ဘူးအဲ့ဒီညမှာပဲတရက်ခံကိုဘယ်လိုရှားရမလဲစဉ်းစားနေတော့လူတရက်တစ်ကလာအုပ်တွေပြောနေတာကိုကြားလိုက်ရတဲ့တရက်ခံကနောက်ဖက်ကိုသွားတာကိုသူတို့မြင်လိုက်ရတယ်တဲ့အဲ့ဒီကြားမှာပဲတရက်ခံဟာအမြဲတမ်းတရိတ်ဆန်ယုံနာမှာပေါ်ပေါက်နေခဲ့တာကိုကောင်း မလေးသဘောပေါက်လိုက်တယ်ဒါပေမဲ့တစ်ကူလာအုပ်တွေကတိတ်အသေးစိတ်မသိကြဘူးအဲ့ဒီအချိန်မှာကြီးကန်းတကောင်ပြန်တန်းလာပြီးသူကတရက်ခံဘယ်မှာရှိလဲသိတယ်လို့ပြောတယ်ဒါပေမဲ့ကောင်မလေးကိုပြောပြဖို့ဆန္ဒမရှိဘူးကောင်မလေးကကြီးကန်းတွေဟာတောက်ပတဲ့အရာတွေကိုသဘောကျမှန်တတိယပြီးဒင်ကားပြတပြားကိုလက်ထိုးလိုက်တယ်အဲ့ဒီကြမှာပဲကြီးကန်းကတရက်ခံဟာအနီးနားကစွန့်ပစ်ထားတဲ့စက်ရုံတစ်ခုမှရှိတယ်လို့ပြောပြတယ်ဒါပေမဲ့ကောင်မလေးတယောက်တည်းသွားစုံစမ်းရင်အရန်အနေရမြမယ်လို့လည်းတတိပေးတယ်အဲ့ဒီအချိန်မှာ ကောင်မလေးရဲ့အရင်အကူကဖုံးဆက်လာပြီးဘာလို့အိမ်မပြန်သေးတာလဲမေးတယ်။အကူကလည်းရဲရရှိတယောက်မှန်တတိယပြီးကောင်မလေးကတရခန့်ချောင်းချက်ချင်းပြောပြလိုက်တယ်မထင်မထားပဲ။အရင်ကအနေငယ်သာစုံဘူးတဲ့သူ့အရင်အကူကသူ့ကိုချက်ချင်းယုံလိုက်ပြီးစောင့်နေဖို့နဲ့ချက်ချင်းလာခဲ့မယ်လို့ပြောတယ်။ဒါပေမဲ့ကောင်မလေးကတရခန့်ထွက်ပြေးသွားမှစိုးရိမ်လာကြောင်းကြီးကန်းကိုအရင်ဆုံးဆွန့်ပစ်ဆက်ယုံကိုလိုက်ပို့ခိုင်းလိုက်တဲ့ရောက်တာနဲ့တရခန့်ကနောက်ထပ်လူတစ်ယောက်ကိုပြန်ပေးဆွဲနေတာကိုချက်ချင်းမြင်လိုက်ရတော့တယ်။